တယ်တော့လူတယောက်အာနာရှင်ဖြစ်ဖို့လွယ်တာမဟုတ်ပါဘူးရွှေတွေငွေတွေသာရှာလို့ရရင်ရမယ်အာနာရှာဖို့ကတော့အခြေအနေတွေအချိန်ခါတွေလုပ်ပုံကိုင်ပုံတွေအများကြီးလိုသေးတယ်အဲဒါကြောင့်လည်းလူတွေရဲ့အာနာကိုငန်းငန်းတက်လို့ချင်းကြတာဖြစ်မယ်သူများတွေအတွက်အာနာရဖို့ခက်ပေမဲ့ကျွန်တော်တို့ရွာအုပ်ကြီးအတွက်တော့မခက်ပါဘူးရွာရဲ့အုပ်ကြီးကြော်ဆိုးတာစစ်တပ်အာနာမသိငင်ရဆိုရင်ရွာကိုတစ်နှစ်တစ်ခေါက်တောင်ပြန်တာမဟုတ်ဘူးအာနာသိမိနာပဲမြို့ပေါ်မှာရှာစားရတာမလွယ်တာနဲ့ရွာလေးခဏပြန်နေတော့သူများတွေမြှောက်ပေးတာနဲ့အုတ်ကြီးတက်လို့တာစားပေါက်လေးချောင်းလေးဆိုပြီးတော့ဗောလေ အဲတော့အုတ်ကြီးတွေခဏခဏအပြစ်ခံရတဲ့အချိန်ဆိုတော့ကြော်ဆိုးကိုကြည့်မရတဲ့ရွာသားတွေကအုတ်ကြီးအဖြစ်တင်လိုက်တာပဲသူများတွေလိုမျိုးလက်ထိုးအရက်တိုက်ပြီးအုတ်ကြီးဖြစ်လာတာမဟုတ်ဘူးရွာအမြင်ကတ်လို့အုတ်ကြီးဖြစ်လာတာဖြစ်သွားတော့လေသူဟာလည်းသူအဆင်ပြေသွားတာပဲသူများတွေအပြစ်ခံရပေမဲ့သူကတော့အေးဆေးပဲဒီကောင်ယူပါဆိုပြီးလွတ်ထားလိုက်သလားတော့မသိဘူးအဲလိုနဲ့ကြော်ဆိုးဟာရွာမှာအာဏာရှင်ဖြစ်လာပါလေရောအုတ်ကြီးလိုတကြီးလိုဆိုတာရွာမှာအာဏာအရှိဆုံးပဲလေဘာလို့လို့တင့်တယ် လယ်တွေကိုအကွက်ရရောင်းတော့လဲအုတ်ကြီးကွက်သစ်ဆိုပြီးဖြစ်သွားတယ်ရွာသားတွေပစံနဲ့ဖျားတယ်တော့လဲအုတ်ကြီးဖျားဖြစ်သွားတယ်အလှခံမှုအတွက်ဖလားတွေပါမလို့ KB နံပါတ်၄ပဲလိုတယ်အခုဆိုကျော်ဆိုးကအမေရိကန်တမရာကိုအတော်လေးသဘောကျတယ်ဒါပေမဲ့သူ့မှာအီလူမက်မရှိဘူးဖြစ်နေတယ်အဲ့ဒါနဲ့ကျွန်တော်ကိုမင်းကအီလူမက်လောက်ကွာဆိုပြီးစိုင်းကယ်တွေရောင်းခိုင်းတယ်အီလူမက်ကကားရောင်းမင်းကစိုင်းကယ်ရောင်းဆိုပြီးအရင်နှီးထုတ်ပေးတာဗောလေဒါပါတော့လေအဲ့ဒါနဲ့ကျွန်တော်လဲကျော်ဆိုးရဲ့အီလူမက်ဖြစ်ရော ထမဆုံးရွာငွေတွေမကုန်တင်တာမကုန်အောင်ကြီးကြပ်ရမယ်ဆိုပြီးကြော်စုကကျွန်တော်အမိန်ပေးတယ်အဲ့တော့ကျွန်တော်လည်းစစ်ဆေးရတာဗောရွာရံမုံငွေတွေကိုမလို့အဖန်တုံးနေသလားဆိုပြီးဒါပေမဲ့ဘာရံမုံငွေမှမရှိဘူးအုတ်ကြီးနဲ့သူ့တပည့်တွေပဲတိန်းတာဝန်ထမ်းလည်းမရှိဘူးရွာတက်တုံးထားတာဘာမှရှိတာမဟုတ်ဘူးရာသမီပတ်စံအုတ်ကြီးအိတ်တွေပဲထည့်တာညီခွဲရရောင်းလဲကြော်စိုးပဲရတာစစ်မှုမထမ်းမှုရွာထဲငွေကောက်တာလဲကြော်စိုးပဲစီမံတာအဲ့ဒါတွေပြောပြတယ်ကြော်စိုးကဒါဆိုထားလိုက်တော့ကွာကျော်စုရဲ့အကြောင်းပြောရင်းနဲ့မှာကျွန်တော်ပြောချင်တာလေးတွေကြားဖြတ်ပြောလိုက်အောင် ကျွန်တော်ကတော့အမေရိကန်ကလူတွေကိုတော်တော်လေးတနာမိတယ်အလုပ်ပြုတ်တဲ့လူပြုတ်ပြေးတဲ့လူပြေးနေကိုမင်းနဲ့ကိုဒုက္ခတွေရောက်နေကြတာအဲ့ရမြန်မာတွေဆိုပိုဆိုးတာပေါ့ပြန်လဲမပြောရဲစန္ဒာလဲပြမရအခုဆိုအမေရိကန်ရဲတွေကလည်းအရင်လိုဖာတိဘာသာနဲ့မနေတော့ဘူးအလုပ်မပြုတ်ရဲအတွက်အလုပ်ကောင်းကောင်းလုပ်လာကြတော့အရင်လိုနေရစားရမချောင်တော့ဘူးဆိုပြီးအမေရိကရောက်နေတဲ့တငယ်ချင်းတွေကလှန့်ပြောကြတယ်ဟင်းလေးအဲ့ဒါဆိုလဲမြန်မာပြည်ပြန်လာခဲ့ပေါ့လို့ပြောလိုက်တယ် မြန်မာပြည်မှာဆိုအေးဆေးပဲနေစဉ်တိုက်ပွဲတွေရှိတယ်ဘုံတွေပေါက်တယ်လင်းတွေဘုံကျဲတယ်ကားတွေမိုင်းထောင်တယ်ဘယ်သူမှမညူမသိကြအောင်စောင်းနေတယ်ဖာတိဖာတာပဲအဲ့လိုမနေလို့လည်းမရဘူးလေသွားပြောကြည့်ပါလားနာကားသွားမှာပေါ့ရန်ကုန်မန်းလေးရလွယ်ပြီးအခြားနေရာလေးတွေကိုသွားကြည့်လိုက်ဝါတာဂိတ်တွေကအများကြီးပဲသုံးဘေးတဂိတ်တဂိတ်9000တသောင်းပဲကားတစီးကိုပေးရတာမဟုတ်ဘူးလူတစ်ယောက်ချင်းစီအတွက်ပေးရတာဆရာလည်းခေါ်ရပစံလည်းပေးရဒီကြားတဲ့အဖွဲတိုင်းကကားပေါ်တက်တက်ပြီးတရားဟောကြတော့အရင်လိုတရက်သွားမှခီးရအခုဆို3-4ရက်သွားမှရောက်တော့တယ် အင်းလေးခကြီးရတဲ့အာနာရှင်ခကြီးအိုးတမိုင်းတစ်ပတ်ပြန်လဲတာလားတော့မှမသိဘူးဟိုးအရင်ဒုတိယကဘာစစ်မဖြစ်ခင်တော့ကလည်းအာနာရှင်နေခစ်စားခဲ့ဘူးလေမြမပြီးကအချို့နိုင်ငံရေးသမားတွေတော့မှအာနာရှင်ဘွက်ခံလိုက်သေးတယ်ကွန်မြူပဲနစ်နစ်ဒီမိုပဲ crazy စီကောင်းဆောင်တော့ရှိတာပဲအဲ့ကောင်းဆောင်ဟာအာနာရှိဆုံးပဲအာနာရှိတော့အာနာရှင်ပေါ့လေတူဦးတဲ့အာနာရှင်နဲ့အလှဲ့ကျအာနာရှင်ပဲကွာတာပါကျွန်တော်တို့အုပ်ကြီးကျော်စိုးကတော့ရွာနာရှင်ပေါ့လေဒီရပိုင်းတော့ကျော်စိုးတယောက်ဘာဘာဘူဂျုံမှုကြီးရုရှားသွားတာကိုအားကြနေပြန်တယ် အဲ့ဒါနဲ့အခြားရွာအုပ်ကြီးတွေကိုဖုံးလန့်ဆက်တယ်လာလေခြင်းလို့တဲ့ဟိုအုပ်ကြီးတွေကလည်းလာလေဘောတဲ့အဲ့လိုနဲ့ကြော်ဆိုးနဲ့ကျွန်တော်နဲ့အခြားရွာတွေကိုတရားဝင်အလဲပတ်သွားကြတယ်ဆိုင်ကယ်လေးနဲ့ပဲပထမဆုံးမဲဇလီကုန်းအဲ့ရွာရိုးမအဆက်မှာနည်းနည်းတော့ဝေးတယ်ငငယ်ရပဲရောက်ဖို့ကြီးတော့မရောက်ဖြစ်ဘူးအခုရောက်တော့မမှတ်မိတော့ဘူးရွာအတော်ကြီးစီကားလာတာဟုတ်အာနာသိမ့်ပြီးနောက်ပိုင်းမှာပိုစီကားလာတာဆိုပဲဘာလုပ်နေများလုပ်ပြီးစီကားလာတာလဲမေးကြည့်တော့တစ်တည်းအယောင်းဝယ်ကောင်းလို့တဲ့ အရင်ခက်ကလည်းတစ်တွေပါတွေထုတ်ပါတယ်အဲ့ခက်ကတုံးကတော့ဖန်စီပေါ်တယ်ခဏခဏဖန်ခံတဲ့တဲ့င်းတွေကြားရတယ်အခုနောက်ပိုင်းတော့ဖန်နဲ့စီတယ်ဆိုတော့ကြားအောင်မကြားတော့ဘူးလမ်းကြောင်းဖြောင်းလို့နေမယ်အဲ့လိုနဲ့စီကားလာလိုက်တာအခုဆိုမဲဇလီကုန်းမှာ KTB နဲ့မာဆက်နဲ့ဘီယာဆိုင်နဲ့မဲဇလီအုပ်ကြီးကလည်းတာဝန်ကျေပါတယ်ကြက်သားနဲ့ထန်းရင်နဲ့ကြကြနာနာဧခံတယ်ထန်းရင်မူတော့မှတိတာ KTB ကမဲဇလီအုပ်ကြီးပိုင်တာတဲ့အဲ့တော့ကျော်ဆူးလဲအားကြပြီကျွန်တော်တို့ရောက်မှာလာဖွင့်စမ်းပါဆိုပြီးလုပ်တယ် ဟိုကလည်းဖွင့်မယ်ကောင်မလေးဒါရှာထားပေးဆိုပြီးပြန်ပြောတယ်အဲ့လိုနဲ့ကျွန်တော်တို့ကြာမှာ KTV ဖွင့်ဖို့အတွက်သဘောတူညီချက်ရသွားတယ်ကျွန်တော်ပြန်ရောက်တော့ KTV ဖွင့်မဲ့တဲ့ရင်ကဟော့နေပြီလူကြီးတွေနဲ့မိန်းမတွေကတော့သဘောမတူသဘောမတူတဲ့လူတွေရွာထွက်သွားနိုင်တယ်ဆိုပြီးကျော်ဆိုးက trend ဆန်ဆန်ပြောလိုက်တော့အားလုံးအတန်တိတ်သွားတယ်ယောက်ျားတွေကတော့ဘာမှမပြောပါဘူး KTV ပြဲလားမဆက်မပါဘူးလားဆိုပြီးမေးကြတယ်